မန်ဒီကတော့အပန်းဖြေဥယျာဉ်တစ်ခုမှအလုံးလုံးနေခဲ့ပါရဲ့။ပန်းတန်ကြီးကအကြီးကြီးပါပဲ။ခလေးကစားစရာပစ္စည်းတွေနဲ့လည်းပြည်နယ်လုံးနေခဲ့ပါရဲ့။မန်ဒီကတော့လက်မှတ်အယောင်ဌာနရဲ့အခန်းတငယ်လေးတစ်ခုထဲမှာအလုံးဝင်လုံးနေခဲ့တာပါ။သူမပထမဦးဆုံးအလုံးစဆင်ခဲ့တဲ့နေ့မှာပဲဆိုင်းဘုတ်တစ်ခုမှသူမဖတ်ခဲ့ရပါရဲ့။အခန်းလော့သူမရဲ့လောက်ဖို့ကင်ဘတ်တယောက်စီကနေတီးခဲ့ရတာတစ်ခုကတော့ဒါကဂင်းကစားနေတမျိုးပဲဖြစ်ပါရဲ့။အဲ့ဒီထဲမှာအခန်းတစ်ခန်းကနေတစ်ခန်းနဲ့ကို ဝင်ရောက်အဖမ်းပြေကြသူတွေကဂိမ်းတွေကိုဖြည့်ရှင်းပြီးနောက်မှာတော့တခြားတခန်းကိုကူးရတာဖြစ်ပါတယ်။မန်ဒီကတော့အပိတ်အလောင်းထားတဲ့အခန်းတွေကိုအရန်ကြောက်တတ်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပဲသူမအသက်ရှူခဏရပ်တန့်သွားတယ်လို့ခံစားလိုက်ရပါတယ်။ဒါကြောင့်သူမအနေနဲ့ဒီအခန်းလွန်းနဲ့ဝဝိနေရကအကောင်ဆုံးဖြစ်မယ်လို့ပဲတွေးထားလိုက်ပါတယ်။သူမဒီအခန်းအကြောင်းကိုကြားရတဲ့ကတော်တော်လေးမုန်းကြက်နေခဲ့တာပါ ဒီအခန်းထဲကိုလူပေါင်းများစွာကပုံစံမျိုးစုံဝင်သွားခဲ့ကြတာကိုသူမအမြင်နဲ့မြင်တွေ့နေရကြပါတယ်။ဒါပေမဲ့အခန်းထဲမှာဘာတွေဖြစ်ဖြစ်ခဲ့လဲ၊ဘယ်လိုတွေဖြစ်ဖြစ်ခဲ့ကြလဲ၊ဒါတွေအလုံးကိုတော့သူမအနေနဲ့ဘယ်တော့ကမှမသိခဲ့ပါဘူး။တရမှာတော့မန်ဒီတယောက်ညနေခင်းဂျူတီကြာနေခဲ့ပါတယ်။သူမလည်းသူမအလုပ်ကိုစိတ်ပါလက်ပါနဲ့လုပ်ကင်နေခဲ့ရပါဘို့။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့အဝါရံဟူဒီကိုဝစ်ဆင်ထားတဲ့ကောင်းလေးတယောက်သူ့ရဲ့ရုံးခန်းရှိကိုရောက်ရှိလာခဲ့ပါတယ်။ အမှန်တကယ်မှာတော့အခန်းလွတ်တဲ့ကိုတာဝန်ရှိသူများအပေါင်းဘယ်သူမှဝင်ရောက်လို့မရပါဘူး။ဒါပေမဲ့ကောင်းလေးကတော့အခန်းထဲကိုတယောက်တည်းဝင်သွားဖို့အတွက်တောင်းဆိုနေခဲ့ပါရဲ့။ဒါအပြင်ကောင်းလေးကတော့မန်တီကိုသူ့ကိုအခန်းထဲဝင်ခွင့်ပေးမယ်ဆိုလို့ရှိရင်ပတ်စံပို့ပေးမယ်ဆိုပြီးတော့လည်းကမ်းလှမ်းခဲ့ပါရဲ့။မန်တီကတော့တခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရပါရဲ့။ဒါရောမှမန်တီကတော့ကောင်းလေးကိုအခန်းတော့ပေးလိုက်ပါရဲ့။ကောင်းလေးကလည်းအခန်းတော့ကိုယူပြီးနောက်မှာတော့အခန်းလွတ်တဲ့ကိုဝင်ရောက်သွားခဲ့ပါရဲ့။ မန်ဒီကလည်းသူ့လို့သူဆက်လုံးနေရင်းနဲ့အလုံရှုံနေခဲ့ပါတော့တယ်။အချိန်9မိနစ်လောက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့အဲ့ဒီအခန်းလွတ်ရဲ့တကားကနေထိုရိုက်တန်တစ်ခုကြားခဲ့ရပါတယ်။အတွင်းထဲကနေတစုံတစ်ယောက်ကအသေးအတန်ထုနေခဲ့ရပါ။မန်ဒီလည်းဒါကိုတွေ့ခဲ့ရတဲ့အခါမှာအနေငယ်ကြောက်ရွံ့တောင်းလို့သွားခဲ့ပါတယ်။ဒါကြောင့်သူမကလည်းထိန်ချုပ်ခံကိုချက်ချင်းပဲဖုန်းခေါ်လိုက်ပါတယ်။သူမရဲ့ဖုန်းကိုတော့ဘယ်သူမှမကင်ခဲ့ကြပါဘူး။ဒါကြောင့်သူမကလည်းအခန်းထဲကိုကိုယ်တိုင်ပဲတော့ကြည့်လိုက်ပြီးမယ်။ထိန်ချုပ်အခန်းထဲမှာဘယ်သူမှရှိမနေခဲ့ပါဘူး။ ဒီနေရာမှာဘယ်သူမှရှိမနေတာကနည်းနည်းတော့ထူဆန်ပါတယ်။ဒီအခါမှာတယောက်မဟုတ်တယောက်ချင်းဒီပေါက်ရှိနေရမှာပါ။မန်ဒီကလည်းအများကြီးမစင်စားနိုင်တော့ပါဘူး။သူမကလည်းအခန်းအလို့ရှိတဲ့ဘက်ကိုချက်ချင်းပဲသွားလိုက်ပါတယ်။အခုအချိန်ထိတစုံတယောက်ကတော့တကားကိုအရှိန်ပြင်းပြင်းနဲ့ထူရိုက်နေခဲ့တုံးပါပဲ။ရုပ်တရက်ပဲအခန်းရဲ့အောက်ခြေကနေအငွေ့တွေထွက်လာတာကိုတွေ့ခဲ့ရပါတယ်။ဒီနောက်အခန်းတကားကလည်းသူ့အလို့တွေပွင့်ထွက်လာခဲ့ပါတယ်။အတန်တွေတိတ်ဆိတ်သွားခဲ့တဲ့နောက်မှာတော့မန်ဒီကလည်းအခန်းနဲ့တလန်းချင်းစီဝင်သွားလိုက်ပါတယ်။ သူမအခန်းထဲဝင်သွားခဲ့တဲ့အခါမှာအခန်းထဲမှာအငွေ့တွေကလွဲလို့ဘာကိုမှမမြင်တွေ့ရပါဘူးအခန်းတစ်ခုလုံးမှာအနီရောင်အငွေ့တွေပြန်းနှံ့နေခဲ့ပါတယ်အခန်းထဲမှာအခုနောက်ဝင်သွားတဲ့ကောင်လေးကိုသူမတွေ့ရပါဘူးဒီကောင်လေးကိုမတွေ့ရတဲ့အခါမှာတော့သူမအနေငယ်တုံ့လှုပ်ချောက်ချသွားခဲ့ပါတယ်သူမအခန်းတစ်ခုလုံးကိုပတ်ပြီးလိုက်ရှာကြည့်လိုက်ပါတယ်ဒါပေမဲ့ကောင်လေးကိုတော့သူမဘယ်မှမရှာလို့မတွေ့ခဲ့ပါဘူးဒီအချိန်မှာပဲရုတ်တရက်ကြီးအခုနောက်ကအခန်းတကားကပြန်ပိတ်သွားခဲ့ပါတယ်အခန်းတကားပိတ်သွားတဲ့အတန်းကိုသူမကြားခဲ့ရပါတယ် မန်ဒီကလည်းအခန်းတကာပိတ်သွားတာနဲ့အရန်ကိုလမ်းပြန်သွားခဲ့ပြီးအခန်းတကာရှိတဲ့ဘက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့တကားကတော့လုံအောင်ကိုပိတ်သွားခဲ့ပါပြီ။အခုတော့သူမအခန်းလွတ်ထင်မှပိတ်မိသွားခဲ့ပါပြီ။ကြောက်ရွံ့တုံလုံးစွာနဲ့သူမတော်တော်လေးကိုလည်းရှင်တုံနေပါတယ်။သူမလည်းချက်ချင်းပဲအခန်းတကာကိုထူရိုက်နေခဲ့ပါတယ်။တစုံတယောက်ကိုသူမအကူညီတောင်းအော်ဟစ်ခဲ့ပါတယ်။သူမတကားကိုအသေးအံထူရိုက်နေခဲ့ပေမဲ့ဘာမှထူချမလာခဲ့ပါဘူး။ သူမဘလောက်ပဲအော်ဟင်းနေပါစေအပြင်မှာပဲသူမမရှိတဲ့အတွက်ကြောင့်မို့လို့သူမရဲ့အော်တန်ကိုလည်းပဲသူမမကြားနိုင်ပါဘူး။တကားကတော့အခုအချိန်အထိပိတ်ထားသေးပါပဲ။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာမန်တီတယောက်အသက်ရှူလို့မဝတော့ပါဘူး။နောက်ဆုံးမှာတော့သူမအရင်နေရာမှာပဲမိလေကြာသွားခဲ့ပါတော့တယ်။သူမပြန်လဲတတိယလာခဲ့တဲ့အခါမှာတော့သူမအခုနအခန်းထဲမှာပဲရှိနေသေးရကိုတွေ့ခဲ့ရပါတယ်။အခန်းထဲမှာဘာအငွေ့တွေမှရှိမနေတော့ပါဘူး။အခန်းထဲမှာစခရင်တစ်ခုကိုသာတွေ့လိုက်ရပါတယ်။ ။သူမလည်းစခရင်ကိုတသေးချာချာကြည့်နေခဲ့တာပေါ့။သူမတသေးချာချာကြည့်နေခဲ့တဲ့အချိန်မှာပဲစခရင်ကတော့ပွဲလာခဲ့ပါတယ်။ကြည့်ရတာကတော့အဲ့ဒီအခန်းရဲ့မျက်နှာပြင်ပေါ်မှာ CCTV ကင်မရာတစ်ခုကိုတပ်ဆင်ထားသလိုမျိုးပါပဲအဲ့ဒါကိုသူမအခန်းထဲမှာရှိတဲ့ screen ပေါ်မှာပြသနေကြတာပါမန်ဒီကတော့လူတွေအခန်းထဲဝင်ထွက်သွားလာနေရတဲ့ဂိမ်းတွေကို ဖြည့်ရှင်ပြီးတခြားအခန်းဘက်ကိုကူပြောင်းသွားနေကြတာကိုကြည့်နေကြပါတယ် ဒီအချိန်မှာပဲအခုနောက်ကသူစီကတောယူသွားခဲ့တဲ့အဝါရောင်ဟိုတီဝတ်ထားတဲ့ကောင်းလေးကိုလည်းသူမတွေးမြင်ခဲ့ရပါတယ်။သူကတော့ငါးပနစ်ကြာတဲ့အထိတကားပေါက်ရှင်မရှန်နေခဲ့ပါတယ်။ခဏနေတော့သူကတကားကိုအသေးအံထူရိုက်ပါတယ်။ထူရိုက်ပြီးနောက်မှာတော့ကင်မရာအရှိကနေသူ့ဟိုဘက်ခြမ်းကိုထွက်ခွာသွားခဲ့ပါတယ်။ဒီနောက်မှာတော့မန်ဒီကိုရိုင်းလည်းကင်မရာတဲကိုဝင်လာခဲ့ပါတယ်။သူမကြောက်လန့်တကြနဲ့မိလည်းကြောက်သွားတာကိုလည်းတွေးမြင်ခဲ့ရပါတယ်။ပြီးသွားတဲ့အခါမှာတော့စခရင်ကလည်းပြန်ပြီးပိတ်သွားခဲ့ပါတယ်။ အရင်နောက်ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်မန်ဒီတယောက်တော်တော်လေးကိုလမ်းဖြန့်သွားခဲ့ရပါတယ်။ရုတ်တရက်ပဲအလင်းချမ်းတွေအလုံးပြောက်ွယ်သွားခဲ့ပြီးမမြင်ရတဲ့စွမ်းအားတစ်ခုကမန်ဒီကို အခန်းရဲ့တစ်ဖက်ကိုဆွဲခေါ်ယူသွားခဲ့ပါတယ်။အခန်းထဲမှာတိတ်ဆိတ်၆ကံမှုကိုပဲခန်းစားနေခဲ့ရပါတယ်။သူမလည်းအရန်ကိုလမ်းဖြန့်နေပါတယ်။စခရင်ရဲ့အလင်းရောက်ကြောင်းသူမအခန်းထဲမှာနည်းနည်းလေးသာလင်းနေခဲ့တာပါ။သူမလည်းအမောင်နဲ့မအချိန်အကြာကြီးမနေနိုင်ပါဘူးတော်တော်လေးကိုကြောက်ရွံ့တုံ့လုံနေခဲ့ပါတယ်။ တမအလင်းရောင်နည်းနည်းလေးပဲရှိတဲ့အခန်းထဲမှာအခုနောက်တော့ကအဝါရောင်ဟိုတီဝစ်ထားတဲ့ကောင်းလေးကိုတွေ့မြင်ခဲ့ရပါတယ်။ကောင်းလေးကတော့တမရဲ့အရှိတတဲမှာထိုင်နေခဲ့ရပဲဖြစ်ပါတယ်။ကောင်းလေးကဟိုတီကိုဝစ်ဆင်ထားခဲ့ပြီးခေါင်းကိုလည်းခေါင်းစုံနဲ့အုပ်ထားခဲ့တဲ့အတွက်ကြောင့်မလို့သူရဲ့မျက်နှာကိုကောင်းကောင်းမမြင်တွေ့ရပါဘူး။မန်ဒီကကြောက်ရွံ့တောင်းလို့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူကအတန်တတော်ညင်ညင်လေးနဲ့ကောင်းလေးကိုမေးခဲ့ပါတယ်။ဒီမှာဒီအခန်းထဲကနေပြီးတော့ဘယ်လိုချွတ်ရလဲဆိုတဲ့အလောင်းကိုသိလား။တမကတော့အခန်းထဲကနေဘယ်လိုထွက်ရမလဲဆိုတာကောင်းလေးကိုမေးလိုက်ပါတယ် ဟူဒီဝတ်ထားတဲ့ကောင်လေးကသူမကိုစိုက်ကြည့်နေခဲ့ပြီးဘာတခေါမှပြန်လဲပြောကြခြင်းမရှိခဲ့ပါဘူး။သူကမန်တီကိုစတိုက်ကြည့်ပဲကြည့်နေခဲ့ပါတယ်။ဘာတခေါမှမပြောမဆိုဘဲနဲ့ပေါ့။မန်တီလည်းပြန်ပြီးတော့ကြောက်ရွံ့တောင်းလှုပ်လာခဲ့ပါတယ်။သူမအသက်ရှူရတာမလွယ်ကူတော့ပါဘူး။သူမအသက်ရှူရအရန်ကိုကြံ့နေခဲ့ပါတယ်။မန်ဒီရဲ့အချင်းနဲ့အယံကိုဆိုးရွားလာတာနဲ့အမြအကောင်လေးရဲ့မျက်နှာကတဖြည်းဖြည်းနဲ့ပြုံးရလာခဲ့ပါတယ်။မန်ဒီအယံကိုအချင်းနဲ့ဆိုးရွားနေခဲ့တဲ့အခါမှာသူ့ရဲ့အော်ရီတန်ကပို့ပြီးကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ်။ ကြီးနေကြီးနေနဲ့ဟူတီဝတ်ထားတဲ့ကောင်လေးရဲ့မျက်လုံးတစ်ခုလုံးမဲမောင်းလာတာကိုတွေ့မြင်ခဲ့ရပါတယ်။မသိလို့ရှင်တော့တစုံတစ်ယောက်ကသူ့ရဲ့မျက်လုံးတွေကိုဝါးမျိုးပြလိုက်သလိုမျိုးပါပဲ။မသိရင်တော့သူ့မှာမျက်လုံးတွေပထမတည်းကမရှိတဲ့ပုံစံမျိုးပေါ့။ကောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကထူဆန်းတောင်လုံးစရာကောင်းလောက်အောင်ကိုလှုပ်ရှားနေခဲ့ပါတယ်။သူကဝယ်ယူပြန်နေခဲ့တာလား၊တရက်စီးနေခဲ့တာလား၊သူဘာဖြစ်နေရလဲ။သူကရုတ်တရက်ပဲဇွန်ဘီတကောင်လိုမျိုးထရရလိုက်ပါတယ်။သူရဲ့အပြုမှုတွေနဲ့ပုံစံတွေကတာမန်လူတစ်ယောက်နဲ့လုံးဝမတူတော့ပါဘူး။ ကောင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းပြာနမ်းနေခဲ့ပါပြီ။သူကတဖြည်းဖြည်းချင်းမန်ဒီဘက်ကိုကြိုးကပ်လာနေခဲ့ပါတယ်။မန်ဒီလည်းဒီပုံစံကိုမြင်တွေ့ရတော့အယံကိုကြောက်ရွံ့တောင်းလှုပ်သွားခဲ့ပါတယ်။သူလူသားတယောက်လို့ထင်နေခဲ့တဲ့ကောင်လေးကရုတ်တရက်ကြီးဘလို့ပြောင်းလဲသွားခဲ့ရတာလဲ။သူမလည်းအခန်းထဲကနေအမြန်ဆုံးထွက်ဖို့အတွက်ကြိုးစားပြီးတကားပေါက်ပတ်ကိုထွက်ပြေးသွားခဲ့ပါတယ်။သူမလည်းအခန်းတကားကိုတစ်ခါပြန်လဲထွေးရိုက်နေခဲ့ပြီးတယောက်ယောက်သူ့ကိုအကူအညီပေးဖို့အတွက်အော်ဟစ်တောင်းဆိုလိုက်ပါတယ်။"ကဲကြပါအောင်ရှင်တယောက်ယောက်ရှင်ကဲကြပါအောင်ကျမဒီခန်းထဲမှာပိတ်မိနေလို့ကျမကိုကဲကြပါအောင်" မန်တီရဲ့အခြေအနေကတော့တော်တော်လေးကိုဆိုးရွားနေခဲ့ပါပြီ။သူမဒီအခန်းထဲမှာတစ်စက္ကန့်လေးအောင်ထပ်ပြီးတော့မနေနိုင်တော့ပါဘူး။ဒီအခန်းထဲကနေသူမကိုတစုံတယောက်ခေါ်ထုတ်သွားပေးဖို့အတွက်သူမစိတ်ထဲကနေအကြိမ်ကြိမ်တောင်းဆိုနေခဲ့မိပါတယ်။ဒါပေမဲ့ပိတ်ထားတဲ့အခန်းထဲကသူမရဲ့အတန်ကိုတော့ဘယ်သူမှမကြားနိုင်ခဲ့ကြပါဘူး။ကောင်လေးရဲ့ပုံစံကတော်တော်လေးကြောက်ရွံ့တုန်လှုပ်စရာကောင်းပါရဲ့။ကောင်လေးကိုကြည့်လိုက်တာနဲ့သူမရဲ့သေမင်းရောက်လာတယ်လို့မျိုးခန်းစားလိုက်ရပါတယ်။ဒီကောင်လေးကြောင့်သူမသိမကြခင်မှာသူမရဲ့ဘဝအဆုံးသတ်သွားတော့မယ်လို့သူမထင်ခဲ့ပါတယ်။ ကောင်းလေးကရုတ်တရက်ပဲမန်တီဘက်ကိုပြေးလွှပြီးတိုးကပ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲအခန်းတကားကရုတ်တရက်ကြီးပွင့်သွားခဲ့ပါတယ်။တကားရဲ့အပြင်မှာရှိတဲ့တစုံတစ်ယောက်ကမန်တီကိုဆွဲလိုက်ပါတယ်။ဒါကြောင့်မန်တီလည်းအမြန်ဆုံးအပြင်ကိုထွက်ပြေးနိုင်သွားခဲ့ရပါဘော့။အခန်းအရှိမှာတော့အခန်းကိုထိန်းချုပ်နေတဲ့သူနဲ့နောက်တစ်ယောက်ရှိနေခဲ့ပါတယ်။သူမအပြင်ကိုရှောက်သွားတော့မှပဲအသက်ရှူနိုင်သွားပါတော့တယ်။အခုတော့မှသူမအသက်ရှူရတာတတော်လေးခက်ခဲပင်ပန်းနေပါတယ်။နှစ်ယောက်သားကလည်းမန်တီရဲ့အခြေအနေကိုကြည့်နေခဲ့ကြပါဗျ။သူတို့နှစ်ယောက်လုံးကလည်းကြောက်ရွံ့တောင်းလှောင်နေခဲ့ကြတာပေါ့ ဒီနောက်မှာတော့သူမစိတ်ငြိမ်သွားစေဖို့အတွက်သူမကိုရှေ့တိုက်ခဲ့ကြပါတယ်အခုချိန်မှာသူမလုံးဝအဆင်ပြေသွားပြီဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းသူမကိုရှင်းပြလိုက်ပါတယ်ဒီနောက်မှာတော့သူတို့တွေကလည်းအခန်းတကားကဂျောင်းဖြစ်ပြီးလုံးဝဖွင့်မရတော့ဘူးဆိုတဲ့အကြောင်းတွေကိုလည်းပြောပြခဲ့ကြပါဗျ။မန်တီဒီအခန်းထဲရောက်ရှိသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းဘယ်သူမှမသိခဲ့ကြပါဘူး။ဒီနောက်မှာတော့မန်တီဘယောက်သွားတာလဲဆိုတာကိုမသိကြတဲ့အတွက်ကြောင့်မို့လို့လည်းဘယ်သူမှလိုက်မရှာခဲ့ကြတာပါ။မန်တီကလည်းသူကြောင့်တွေ့ခဲ့ရတဲ့ကိစ္စတွေအားလုံးကိုပြောပြလိုက်ပါဗျ။ အလုံးကလည်းမန်ဒီရဲ့စကားတွေကိုနားထောင်ပြီးနောက်မှာတော့ CCTV ကင်မရာကိုပြန်လဲစစ်ဆေးကြည့်ရှုခဲ့ပါတယ်။ထူဆောင်းဖွေရကောင်းတာတစ်ခုကတော့ CCTV ကင်မရာထဲမှာဟူဒီအဝါရောင်ဝတ်ထားတဲ့ကောင်းလေးကိုလည်းမတွေ့မြင်ခဲ့ရတယ်လို့မျိုးမန်ဒီနဲ့ပတ်သက်ပြီးသူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူဆောင်းအော်ဖွေရဖြစ်ရတွေကိုလည်းမမြင်တွေ့ရခဲ့ပါဘူး။ဒီနောက်မှာတော့ operator ကမန်ဒီကိုတီးတန်းခေါ်ပြီးတော့အကြောင်းအရာတစ်ခုပြောပြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကကောလာဟာလာတစ်ခုရှိခဲ့ပါတယ်။ ။အခေါမှာတော့ဒီအခန်းလေးကိုကောင်းလေးတယောက်တည်းတည်တံသွားခဲ့ဘူးပါရယ်။အဲ့ဒီနေရာမှာပဲသူထက်လိုက်ပြီးတေးဆောင်သွားခဲ့ရပါရယ်။ဒီကိစ္စတွေအလုံးကလူတွေပြောကြတဲ့ကိစ္စရတွေဖြစ်ပြီးဒီကိစ္စမှာဘယ်လောက်ထိအမှန်တရားပါဝင်လဲဆိုတာကိုတော့သူတို့လည်းမသိကြဘူးလို့ပြောပါရယ်။ဒါပေမဲ့မန်တီတယောက်အဲ့ဒီနေ့ညနေခင်းမှာကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေအားလုံးကိုကြီးရှုပ်ပြီးနောက်မှာတော့ဖြစ်ဖြက်ခဲ့တဲ့ကိစ္စတွေကအမှန်တကယ်ဖြစ်ဖြက်ခဲ့လိမ့်မယ်လို့သူမကတော့ယုံကြည်သွားခဲ့ပါတယ်။အဲ့ဒီနေ့ဆက်ပြီးမန်တီကလည်းဒီတာဝန်တွေကိုဘယ်တော့မှမယူဖို့အတွက်ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ သူမအခန်းလွန်နဲ့ပတ်သက်တဲ့အလုပ်တွေကိုဘယ်တော့မှထပ်ပြီးမလုပ်ကြပါဘူး။ဒါပေမဲ့အခုချိန်ထိသူမအရင်နေ့ညနေခင်းကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးခဏခဏအိမ်မက်ဆိုးရီမြင်မှန်းနေခဲ့ပါရယ်။သူမဘဝမှာကြောက်စရာအကောင်းဆုံးအဖြစ်ဖြစ်တစ်ခုကိုသူမကြုံတွေ့ခဲ့ရတာပဲဖြစ်ပါရယ်။ပရိသတ်ကြီးရောဘယ်လိုထင်ပါသလဲ။အခန်းလွန်ထင်မှာသွားနေရကြပါသလား။